ကောင်းလေးကကောင်းမလေးနဲ့နေတိုင်းကစ်ပါတယ်နောက်ဆုံးတော့ယောဂရာပြီးတော့ရှာကပက်ကော့ဘီခင်းရောင်လို့အကြီးကြီးဖြစ်သွားပါတယ်ကောင်မလေးကညီမျိုးမျိုးနဲ့ခဏခဏနန်းကျင်နေတဲ့အတွက်ရက်၂၀တွဲပြီးတဲ့နောက်မှာကောင်းလေးနိုးလာတဲ့အချိန်ရှာကတမျိုးကြီးဖြစ်နေတယ်လို့ခန်းစားရပါတယ်။သူမှန်သွားကြည့်လိုက်တော့ဒီလိုကြောက်စရာကောင်းတဲ့ရုပ်ကိုတွေ့လိုက်ရပါတယ်။အခုဆိုဒရေးကိုတော်မျိုးချဖို့တော့ခက်ခဲသွားပါပြီ။ထမင်းစားဖို့လည်းပြဿနာအကြီးကြီးတစ်ခုဖြစ်သွားပါတယ်။ကောင်မလေးနဲ့တွေ့တာမကြသေးတဲ့အတွက်ကောင်းလေးသူ့ကိုအရန်လှုပ်လိုက်ပါတယ်။ ကောင်မလေးတောင်းဆိုသည်များတတ်နိုင်အောင်အကုန်လုပ်ပေးပါရယ်။သူမထင်ထားတာကကောင်မလေးကသူ့ကိုအရန်ချစ်တဲ့အတွက်တနေ့ကိုအချင်းတရားလောက်နန်းနေရတယ်။ကောင်လေးရဲ့ရှာကအရန်ကြည်လာပြီးအပေါ်မှာအဖုလီတွေများကြီးထွက်လာပါရယ်။ကြည်လိုက်ရင်တော့အစိမ့်တင်ထားသလိုပါပဲ။ရှာရဲ့အလေးချိန်က6.8ပေါင်အထိရောက်လာပါရယ်။မျက်နှာအောက်ပိုင်းတစ်ခုလုံးကိုရှာကနေရာယူသွားပြီးမျက်နှာတစ်ခုလုံးရွေ့ဆောင်နေပါရယ်။သမင်းစားရေတောက်ရခက်ယုံနေမကဘူးရှာကနေတရွေးတိအမြဲတမ်းထွက်လာတတ်တဲ့အတွက်ကရွေးအနှံ့လည်းအရန်ဆိုပါတယ်သူနဲ့သူ့ကောင်မလေးကသွားသိမ့်မတိုက်တဲ့အတွက်ဗက်တီးရီးယားအရန်များပါတယ် တို့နှစ်ယောက်ကစ်စလိုက်တော့ပိုးကောင်တွေကိုအင်းဆောက်ပေးသလိုဖြစ်သွားပါတယ်။ဝန်ထဲစရာကောင်းတာကတော့ကောင်လေးကစားဖြစ်တဲ့အချိန်မှာစီကန်းကိုလာမပြတဲ့အတွက်ကူဖို့အချိန်ကောင်းကိုကျော်သွားခဲ့ပါတယ်။အခုကတော့နောက်ကျနေပြီဖြစ်တဲ့အတွက်ရှာကိုဖျက်ထုတ်ဖြစ်တာကလွယ်လို့တခြားနည်းလည်းမရှိတော့ပါဘူး။ကောင်လေးရဲ့ဖျက်ကတော့ကျွန်တော်တို့ကိုကရင်တန်ရှင်ကြီးကောင်းကောင်းလို့ဖို့တတိပေးလိုက်ပါတယ်။ကောင်လေးလည်းအရန်တောင်တာရပြီမယ်ရှာဖျက်ဖြစ်တာကလွယ်လို့သူကဘာမှဆက်မလုပ်နိုင်တော့ပါဘူး။သူကောင်မလေးကတော့သူ့တဲ့အချိန်နည်းနည်းကောင်းပါတယ်။မျက်နှာတချမ်းဖောင်းသွားပြီးသွားရိပ်ပါကျွတ်ထွက်သွားပြီးမြေပုံမှန်ကုသမှုကိုခံယူနိုင်ရင်ပြန်ပြီးကျမ်းမာလာပါလိမ့်မယ် ဒါပေမဲ့ကုပြီးတဲ့အခါမျက်နှာတစ်ဖက်ကအကျော်တည်သွားလိမ့်မယ်။အဲတော့ဆရာဝန်ကသူတို့ကို kiss မလုပ်ခင်မှာအရင်ဆုံးနှစ်ယောက်စလုံးသွားကောင်းတိုက်ဖို့တတိပေးလိုက်ပါရယ်။ကောင်းလေးကအိမ်ကိုပြန်ပြီးတော့ကြံမွေးရမှာကြောက်ပြင်မလဲသူ့ရဲ့ကြံမွေးနီးကလူတိုင်းကိုအံ့အားတင်သွားစေပါရယ်။ကြက်တွေကိုအစာကျွေးလို့ရှင်တက်ဘလက်နဲ့အစာပုံတွေပြပြီးတော့ကျွေးသလိုကြက်တွေလေ့ကျင့်ခန်းလုပ်လို့ရစေဖို့လည်းအစာတွေကိုအမြင့်မှချိန်ပြီးတော့ကျွေးပါရယ်။တော်လာလောက်နေတဲ့အခါမှာတော့ကြက်တွေဟာမိုးဘော်ကိုပြန်တက်လာပြီးပိုက်ပြေသွားတာနဲ့ခေါင်းမိုးဘော်ကိုပြန်တက်လို့သွားပါတယ် ကြက်တွေကငှက်တွေလိုမျိုးကောင်းကင်ပေါ်မှာပြန်ဝဲနေပြီးလောက်ဝဲလောက်နေတဲ့အခါမှာတော့ကြက်အုပ်စုတစ်ဝက်လောက်ပျောက်သွားပါတယ်။ကောင်လေးကလက်မလျှော့သေးဘဲနဲ့ကြက်တွေအတွက်အတိုက်ကလေးတွေတေးချလိုပေးပြီးအတိုက်လေးတွေစောက်ပေးထားတာလူနေအိမ်လေးတွေမျိုးတက်တက်ရရလေးစောက်ပေးထားတာဆိုတော့မိုးရွာလို့ရေဆူမှလည်းပူစရာမလိုတော့ပါဘူး။ဒီမှာဆိုရင်ကြက်တွေအကုန်လုံးကပျော်ရွှင်ကြပြီးတော့မှပျောက်မှလည်းစိတ်ပူစရာမလိုသလိုအစာကျွေးကိုလည်းတောင်ပေါ်တက်ရမယ်ဆိုရင်ရထားလေးစောက်ပေးထားပါတယ်။ရထားအတွေ့လေးနဲ့အစာတွေထည့်ပေးလိုက်တော့ပိုက်စားတဲ့ကြက်တွေကရထားနောက်ကိုပြေးလိုက်လာပြီးလေ့ကျင့်ခန်းလေးလုပ်ပြီးသလိုဖြစ်သွားပါတယ်။ ဘိုင်းပြေးသွားလို့ရှိရင်ကိုယ့်ရဲ့အတိုင်းမကိုပြန်ပြီးတော့နားအေးကြပြီးကြက်တွေရဲ့ကြီးထွားနှုန်းကလည်းအရန်ကိုမြန်ပြီးတော့ကြက်ဥတွေကလည်းအရန်ကိုမှကြီးပါတယ်ကျုပ်ဆိုင်ုံတီထောင်ထားပြီးတော့မှလူတွေမစားဘူးတဲ့အရသာမျိုးစုံထုတ်လုပ်ပြီးကျုပ်ဥခုနေကိုတေချာရေးစေးတန်းစင်ပြီးတော့မှအလင်းအောင်တွေပြကပိုးမလေးတန်းစင်ပါတယ်။စားမြေကြီးတွေမှာကျုပ်ကိုထည့်နှက်ထားပြီးတော့မှနှစ်သားတဲ့ကျုပ်တွေကိုစေးကြောတန်းစင်ပြီးပေါင်းဦးတွေကိုထည့်ပေါင်းပါတယ်။ပေါင်းလို့ရလာတဲ့ကျုပ်တွေကိုထုတ်ပိုးပြီးတော့ဈေးွက်ထဲမှာရောင်းသလိုဂျီစားကျုပ်ဥမြေပဲအနှက်ကအရသာအရန်ရှိပြီးတော့မှစီးပေးဥအရသာနဲ့လည်းမတူပါဘူး။ ဈေးပဲဥလိုမျိုးအယံမငံပင်နဲ့အာဟာရလေးရှိပြီးတော့ပါဝင်ပစ္စည်းတွေကလည်းတန်ရှင်လက်ဆက်တွေကမှစိတ်ကြယုံကြည်စွာနဲ့စားသုံးလို့ရပါတယ်။ကလေးရောလူကြီးရောစိတ်ကြလက်ကျစားသုံးလို့ရတာကြောင့်ပိုပြီးတော့ကောင်းပါလေ။မစားဘူးတဲ့သူတွေဆိုတော့စမ်းပြီးတော့စားကြည့်ပါဦးခင်ဗျာ။